ရခိုင်ပြည်နယ်မြောက်ပိုင်းကြောက်တော်မြို့နယ်ကမြို့ပြဒေသနဲ့အလံဝေးတဲ့ရိုးချောက်အထက်ပိုင်းကျေးရွာတွေမှာငှက်ဖျားယောဂါနဲ့ရာသီတုပ်ကွေးယောဂါတွေဖြစ်ပွားနေပြီးစေကုသမှုနဲ့တွာလာရဲ့အခက်အခဲတွေကြောင့်ဒေသခံတွေစိုးရိမ်ပူပန်နေကြပါတယ်။ညီထွေးကရိုက်ကူမြင်မြန်ထားပြီးမြက်သစင်ကတင်ဆက်ပေးမှာပါရှင်။ရိုးချောက်ထပ်ပိုင်းဒေသမှာကျေးရွာပေါင်း20ကျော်ရှိပြီးခမီးမျိုးစတဲ့တိုင်းရင်းသားမျိုးနွယ်စုတွေနေထိုင်ကြတာဖြစ်တယ်လို့ ွင့်ပြုမှုနောက်ကျတဲ့ဒေသတခုလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ဒီရိုးချောင်းထပ်ပိုင်းဒေသကကြေးရွာတွေမှာငှက်ဖျားနဲ့ရာသီတုပ်ကွေးရောဂါတွေဖြစ်နေကြပြီးဆေးကုသဖို့ဆေးဝါးတွေအခက်အခဲရှိနေကြသလိုကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။ကြောက်တော်မျိုးနဲ့ပညာဝကြေးရွာမှာနေထိုင်တဲ့ဦးဦးဘာသိန်းကတော့ဝါကျွလောက်ကလေးကစားပြီးယောဂါတွေစတင်ဖြစ်ပွားခဲ့တယ်လို့လက်ရှိမှာ အိမ်တိမ်ကိုလူတရာနှောင်းနှီးပါကူးဆက်ခံစားနေရတယ်လို့ဆိုပါတယ်။ဘာကျလာအတုံးတမအတိတ်ဖြစ်ခဲ့တယ်။ဒီကေစားအဖျော်လေးဆိုတာဝါကျလာကနေနေမကောင်းဖြစ်ကြတာအဲ့ဒီမှာစေးသမားတွေကစစ်ဆေးကြတယ်။ငှပြားစစ်ဆေးကြည့်ကြတယ်။ငှပြားကပေါ်ရတူပေါ်တယ်။မပေါ်ရတူတွေလည်းရှိတယ်။အဓိကကတော့ငှပြားလို့ဝေဖန်ကြတယ်။ငှပြားပြီးရင်တုတ်ကွေးဖြစ်ကြတယ်။ ငှက်ဖျားဖြစ်လို့တုပ်ကွေးဖြစ်ကြတာကိုစီးစရာတယောက်ကငှက်ဖျားပြောက်စီရီပေါင်းမီဆေးထိုးတယ်။ဒီဟာကအဆင်ပြေတယ်။ကောင်းတဲ့သူတွေကလည်းကောင်းကြတယ်။မကောင်းတဲ့သူတွေလည်းရှိတယ်။နီးစရာဆေးပေးကန်ဒီတော်ပြီးဆေးကုသမှုခံယူကြတဲ့သူတွေလည်းရှိကြတယ်။ကောင်းတဲ့သူတွေလည်းရှိကြတယ်။အင်ကိုတယောက်ဆိုသလိုတယောက်ပြီးတယောက်လည်းမကောင်းဖြစ်ကြတယ်။တယောက်ပြီးတယောက်တယောက်ပြီးတယောက်ဘာတန်းလို့ပဲဖြောကတဲ့ရိုးချောင်းထပ်ပိုင်းဒေသခံတွေဟာ မြို့ပေါ်ကစေးယုံစည်းကမ်းတွေမှာတွားရောက်စည်းကူတာဖို့ရည်လမ်းကြောင်းတစ်ခုတည်းကိုသာအားထားနေရတာဖြစ်တဲ့အတွက်အရေးပေါ်အခြေအနေတွေမှာသွားလာရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရပါတယ်။မြို့ပေါ်ကစေးယုံစည်းကမ်းတွေစီတွားရောက်ပြီးစည်းကူတာမယ်ဆိုရင် နေထိုင်စရိတ်၊သွားလာစရိတ်နဲ့စေဝကူတာစီအ ਨੇ ဆုံးငွေကျပ်2သိန်းနီးပါးထိကုန်ကျနိုင်ပြီးငွေကြေးခက်ခဲတွေလည်းရှိတယ်လို့ဒေသခံတွေကဆိုပါတယ်။ ဒီလိုအခက်ခဲတွေအတွက်ဒေတာရင်းမှာကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အခြေခံအဆောက်အုံနဲ့စေဝါကုသပေးမဲ့သူတွေလိုအပ်တယ်လို့ကြောက်တော်မျိုးနဲ့တလူချောင်းကြီးရွာကကိုမောင်ရွှေအေးကပြောပါတယ်။အဲကျွန်တော်ဘက်မှာလည်းပြည့်စီုံစီကံမရှိပါလေ။ကျွန်တော်တို့ဘက်မှာစီုံစီကံတွေလည်းမရှိဘူး။ရွာမှာကတတလမတလကုသပေးနေတဲ့ဆေးဆရာတွေပဲရှိပါတယ်။ဒါကြောင့်စီုံစီကံကစေကုသမှုပိုင်းတက်ကြွနာလဲလဲဆရာမတယောက်ဖြစ်ဖြစ်ရောက်လာစီခြင်းနဲ့ တရားတရားလောက်ဖိဖိရောက်ရှိဆောင်ပါ2023နိုဝင်ဘာလ23မှာရခိုင်တကြိုပြန်စစ်ပွဲတွေဖြစ်ခဲ့ပြီးစစ်အုပ်စုက ရခိုင်ပြည်နယ်ကိုကုန်းလန်းရီလန်းတွေပိတ်ဆို့ထားပြီးတော့စေဝါနဲ့ရိခါတွေဖျက်တောက်ထားတဲ့အတွက်ဒေသခံတွေဟာအထွေထွေအကြက်တဲတွေခံစားနေကြရပြီး အကူအညီတွေများစွာလိုအပ်နေကြပါတယ်ကျမမြတ်သိန်းပါရှင်